はい、皆さんこんばんは。ぬえです。私てに N4 メナの日本語グラマーサウテが漢字34へグラマーパターンにを設備をシェアリングしてきまして。私てや師匠 N4 グラマーリーを宇佐びびてみとまきてばれ。けどろ私チャンネルが気に入らんもろとちむそういんチャンネルをサブスクライブロノディリオンタゲルやばれ。日本人がそういんれ VPN に検知びをリクエストしてやし。けどそういんあかん34を私にあっとと設定じゃめの。 ကဲဒီနေ့ကတော့အခန်း34ရဲ့ grammar pattern ၄ခုကိုလေ့လာပါမယ်34မှာ grammar pattern ၄ခုရှိတယ်ဒါပေမဲ့နှစ်ခုကအရေးကြီးပြီးတော့ကျန်တဲ့နှစ်ခုကသိအောင်လောက်ပဲမှတ်ထားရင်ရပါတယ်ပထမဆုံးတစ်ခုသည် dorini ဆိုတဲ့ pattern လေး dorini ရဲ့အဓိပ္ပာယ်ကဒဲ့အတိုင်းဆိုပြီးတော့ဘာသာပြန်မယ် dorini ဒဲ့အတိုင်းဘလို့ချင်းနေမျိုးမကတော့မှလည်းဆိုလို့ရှိရင်ဝတ်တရှိတို့ကိုတယောက်ယောက်ကနမူနာပြပေးပြီးတော့အဲ့ဒီအတိုင်းတစ်ထည့်တည်းတူအောင်နောက်မှလိုက်လို့ရမယ်အကြောင်းအရာတွေကိုပြောချင်တဲ့အခါမျိုးမှာတော့မယ် ဥပမာဆရာကငါပြောတဲ့အတိုင်းလိုက်ပြောနော်ငါဆိုတဲ့အတိုင်းလိုက်ဆိုနော်ရှေ့ကဆရာဆိုတယ်လို့မျိုးနောက်မှာတဲတဲတူအောင်လိုက်ဆိုတာဆရာပြောတဲ့အတိုင်းလိုက်ပြောတာဆရာရေးတဲ့အတိုင်းလိုက်ရေးနော်ဆရာရေးတဲ့အတိုင်းလိုက်ရေးတာအဲ့လိုမျိုးပေါ့နော်ရှေ့ကနမူနာပြပေးပြီးတော့အဲ့ဒီပုံစံအတိုင်းတပုံစံနဲ့တူအောင်လိုက်လို့တာဥပမာဒီ အာရှင်းပြချက်ထဲမှာပြထားတဲ့အတိုင်းပဲလိုက်ပြီးတော့တက်ဆင်လိုက်နော်ပြချင်တာတော့ရုပ်လေးတွေပါလေးဆက်တယ်ဆိုလို့ရှင်လဲဝယ်တဲ့ရှိတို့ဒီလမ်းညွန်ချက်လေးတွေပါတယ်ပေါ့နော်အဲ့ဒီလမ်းညွန်ချက်အတိုင်းပဲနောက်မှာတပုံစံနဲ့လိုက်ပြီးတော့လောက်တာမျိုးပေါ့ ဲ့လိုမျိုးအခြေအနေတွေမှာတိုးတွေကိုသုံးမယ်အဲ့တော့ဝတ္တကြီးကိုစဉ်းစားကြည့်မယ်ရှေးကလှုပ်ပြပြီးမှအဲ့ဒီအတိုင်းလောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့လှုပ်ပြီးသွားပြီမလို့ bath the tap form ဲသုံးမှာပေါ့လှုပ်ပြီးတဲ့အတိုင်းဆိုမှာတော့ bath တတူရီနီနောက်တစ်ခုကနောင်သုံးကြည့်ရင်တော့နောင်တော့တူရီနီဆိုပြီးသုံးပါမယ်။အဲတော့ဘာဖက်သုံးပါလေဆိုပြီးကောင်းချောက်ခံပြီးမစင်းသားပါနဲ့။သူများလှုပ်ပြီးမှအဲ့ဒီတိုင်းလိုက်လုံမှမလို့လှုပ်ပြီးသွားပြီမလို့ဘတ်တတူရီနီနောင်တော့တူရီနီ။ ဝါဒရှိကတဲ့အေတာတိုရီနိအတေခူရာဆိုင်ကျွန်တော်ပြောသလိုမျိုးကျွန်တော်ပြောတဲ့အတိုင်းအတေခူရာဆိုင်ပြောပြပါဆဲဆိုမေရှင်နိုတိုရီနိရှင်းပြထားတဲ့အတိုင်းကွန်မီတာတက်မတ်တာတက်ဆင်ခဲ့ပါတယ်။ဒါဆိုရင်လည်းပစ္စည်းတွေပါတယ်၊ဆင်နေပါတယ်၊ဝယ်တယ်ဆိုလို့ရှိရင်တို့တို့မှာအဆင့်1 2 3 4 5အဲ့လိုမျိုးပြထားတဲ့အတိုင်းပဲသူ slide ပြီးတော့လောက်တာပေါ့အဲ့ဒီထဲကအတိုင်း။အဲ့တော့ ထမအူဆုံး grammar pattern ဒီ dori နဲ့ de အတိုင်းရှိကနမူနာပြပေးပြီးဒီပုံစံနဲ့တူအိုင်လိုက်လို့ရမယ့်အကြောင်းအရာတွေကိုပြောချင်ရင်သုံးမယ်။လက်သူများလောက်ပြီးမှလိုက်လို့ရမှာမလို့ better သုံးမယ်။နောက်တစ်ခုကအတူတည်း။အတူတည်းရဲ့အသေးပဲကပြီးနောက်တစ်ခုခုကိုလောက်ပြီးတော့နောက်တစ်ခုလောက်တာမျိုး ဒါပေမဲ့သူဒီမတူတာကဘာလဲဆိုလို့ရှိရင်နောင်းမှာ N5 မှာတင်ခဲ့တဲ့ဘတ်ဒေးခါရာဆိုတဲ့ဟာလေးပေါ့နော် N5 မှာတင်ခဲ့တဲ့ဘတ်ဒေးခါရာနဲ့မတူဘူး N5 မှာတင်ခဲ့တဲ့ဘတ်ဒေးခါရာကရှေ့ကပြီးသွားလို့နောက်ကဟာကိုလုတ်တာဒီမှာကျတော့လေရှေ့ကပြီးသွားလို့နောက်ကဟာကိုလုတ်တာတော့ဟုတ်တယ်ဒါပေမဲ့မလုတ်ရသေးဘူးကြိုတင်ပလန်ချတဲ့အခါမျိုးမှာတကူပြီးရင်နောက်တစ်ခုလုတ်မယ်လို့ပြောချင်တဲ့အခါမျိုးမှာပြောရင်သုံးတယ် အဲ့တော့ဘတ်ဒေးခါရာဒီလုတ်ပြီးသွားတယ်လုတ်ပြီးသွားလို့ဒါကိုလုတ်ပြီးသွားလို့ဒါလုတ်ပါမဲလို့ပြောတာဒီမှာတော့ဒါကိုလုတ်ပြီးသွားရင်ဒါလုတ်ပါမဲဆိုပြီးကြိုတင်ပလန်ချတဲ့အခါမျိုးမှာသုံးတယ်အဲ့တော့ဒါကိုလုတ်ပြီးသွားပြီဆိုမှတော့ဝတ်ရှိလို့သုံးမဲ့ဘတ်ဒီလေဘတ်တာပေါ့ဘတ်တာအာတူတဲ့နောင်တော့အာတူတဲ့ အဲ့တော့အရေးကြီးတဲ့ဒီနှစ်ခုစလုံးမှာမှတ်စရာ grammar ရှေ့မှာလိုက်မဲ့ font လေးဒီအတူတူပဲ better now တော့ dori ni better now တော့ auto day ဘက်ပြီးရဲ့နောက်ဒါပြီးရဲ့နောက်ဒါလုံးမဲ့မလုပ်သေးဘဲနဲ့ကြိုတင် plan ချတာပေါ့နော်ဒီမှာဆိုရင်လေ she ought to က owata auto day nomini ikimas အလုပ်ပြီးတဲ့နောက်တောက်ဖို့သွားမယ်အဲ့တော့အလုပ်ကလည်းမပြီးသေးဘူးတောက်လည်းမတောက်ရသေးဘူး မပြီးသေးဘူးဒါပေမဲ့ကြိုတင်ပြီးပလန်ချတာအာငါဒီလိုလေးပြီးရင်တော့အာနော်မိကိုင်မယ်ပေါ့နော်အရင်တောက်ကိုသွားမယ်နောက်တစ်ခုရှော့ကူချင်းတော့အတူတဲ့သမင်းစားပြီးတဲ့နောက်ကိုဟီအိုနော်မီမတ်ကော်ဖီတောက်မယ်သမင်းစားပြီးပြီလားလို့ပြောရင်မစားရသေးဘူးမစားခင်ကနေကမစားပြီးခင်ကနေကသူကြိုတင်ပြီးတော့သူစဉ်းစားထားတာပလန်ချထားတာအာငါသမင်းစားပြီးရင်တော့ဗာလေးစားလိုက်အောင်မယ်ငါသမင်းစားပြီးရင်တော့ဗာလေးလုပ်လိုက်အောင်မယ်ဥပမာထားပါတော့အဲငါတော့လေဒီစားမွေးပြီးသွားရင်တော့ဘယ်ကိုသွားမယ်စသဖြင့်မပြီးသေးဘူး ဒါတခုပြီးရင်နောက်တခုဆက်လုပ်ဖို့အတွက်ကြိုတင်ပလန်ချတဲ့အခါမျိုးမှာအာတူတဲကိုသုံးပါမယ်။ Kgrama ဘတ်တယ်နှစ်ခုရှိသွားပြီ။နောက်တခုဒါလေးကတော့ပေါပေါပါပါမှတ်ရင်ရတယ်ပေါ့နော်။ဘတ်တယ်ဘတ်ဘတ်ပြီးဘတ်မှာတခုပြီးတခုလောက်တာမျိုး။ဥပမာဒီမှာဆိုရင်ခါဆာအိုမို့တဲ့တဲ့ခါခဲမတ် T ကိုယူပြီးတော့အပြင်ထွက်တယ်။ T ကိုယူတာအရင် back ပြီးနောက်တခုထပ်လောက်တာ။တဲ့ခါခဲမတ်အပြင်ထွက်တာ ကိုတို့ခိတဲ့တခါခင်မစကိုအင်းကြီးကိုဝစ်တယ်ဝစ်ပြီးတော့မှအပြင်ထွက်တယ်တခုပြီးတခုလောက်တာနည်းနည်းချင်းပြောရင်ဘတ်နှစ်ခုကိုဆက်လိုက်တာပေါ့နော်ဒါပြီးရင်ဒါဆိုတဲ့ပုံစံမျိုးမှာပုံတယ်ကဲအဲ့တော့မဘတ်ဖဲနဲ့လည်းသွားလို့ရတယ်ဆိုတော့ဘတ်နိုင်တယ်ဘတ်မလုတ်ဖဲနဲ့နောက်တစ်ခုကိုလုံမှာတခုခုကိုမလုတ်ဖဲနဲ့နောက်တစ်ခုကိုလုံမှာဆိုတော့ဘတ်နိုင်တယ်ဒီမှာဆိုရင်ယူဘဲဝမနေညတော့ငါနေနိုင်တယ်မအိတ်ဖဲနဲ့စကနောရှိယာယိုမိမရှိတာဘောလုံးပြိုင်ပွဲကိုကြည့်ခဲ့တယ် ဲ့တော့အဲ့ရမှာကိုကွာသူမအိပ်ဘူးမအိပ်ဘဲနဲ့ဘာလုပ်တာလဲဆိုရင်ဒီရှိရဟာကိုမလုပ်ဘဲနဲ့နောက်ကဟာကိုလုပ်တာမအိပ်ဘဲဘလုံးဝဲကြည့်ရရှိဟုတ်တော့ရှိနိုင်တယ်အဆွန်တဲ့အိမအလုံးမလုပ်ဘဲနဲ့လုပ်ရမယ့်အရာကိုမလုပ်ဘဲနဲ့နောက်တစ်ခုလုပ်တာအဆွန်တဲ့အိမသူလေပဲလဲနေတယ်ကစားပဲကစားနေတယ်ပေါ့ဒီမှာဆိုရင်တော့လေပက်ပြီးတော့ပဲအချိန်ကုန်နေတာပေါ့ဟဲ့တော့မတရှိတော့34ရဲ့ grammar pattern တွေကိုပြန်ချုပ်ပေးရရင် တတိထားပြီးမှတ်ရမှာဒီနှစ်ခုရှိတဲ့အရေးကြီးတဲ့ဒိုရီနီနဲ့အာတိုတဲ့တဲ့အတိုင်းဒီနောက်တခုခုလုတ်ပြီးမှသူလုတ်ပြီးတဲ့အတိုင်းထက်လုံမှမလို့ဘက်တာဒိုရီနီနောင်းတော့ဒိုရီနီရှေ့ကလုတ်ပြတဲ့အတိုင်းနောက်မှာတပုံစံနဲ့တူအောင်လိုက်လုတ်တဲ့အခြေအနေမျိုးတွေမှာသုံးတယ်နောက်တစ်ခုဘက်တာအာတိုတဲ့နောင်းတော့အာတိုတဲ့ဘက်ပြီးရဲ့နောက်လုတ်ပြီးရဲ့နောက်ဆိုမှတော့သူလည်းဘက်တာသုံးမယ်တခုပြီးရင်နောက်တစ်ခုလုတ်ပါမယ်ဆိုတဲ့အခြေအနေမျိုးတွေကြိုတင်ပလန်ချတဲ့အခါမျိုးတွေမှာသုံးတယ် ောက်တစ်ခုက battery back battery back မယ်ဒါပြီးရင်ဒါလုံးမယ်ပေါ့နော်ဆက်ပြီးတော့ပြောတာဒါပြီးရင်ဒါဆိုတဲ့ပုံစံမျိုးတွေမှာသုံးတယ်နောက်တစ်ခုကကြတော့ back nine တဲ့ back ရှေ့ဟာကိုမလုတ်ဘဲနဲ့နောက်ကဟာကိုလုံးမှာသုံးကကြတော့ရှေ့ဟာကိုလုတ်ပြီးနောက်ကဟာကိုလုံးမှာဒီမှာကြတော့ရှေ့ဟာကိုမလုတ်ဘဲနဲ့နောက်ကဟာကိုလုံးမှာရှေ့ဟာတစ်ခုခုကိုမလုတ်ဘဲနဲ့နောက်တစ်ခုခုကိုလုတ်တာမျိုးပေါ့အဲ့လိုမျိုးအခြေအနေမျိုးမှာသုံးပါတယ်ကဲတလောက်ဆိုလို့ရှိရင်တော့ဝတ်ကြီးတို့ text project ကစာကြောင်းတွေကိုဖတ်နိုင်ပြီလို့ချင်ပါတယ်။ဟုတ်မင်းသားအော်စကာရဲ့ဆာမဒေရှ်တာဂျာမာတာနေကိုရဆူမီ